မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 19ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ ပမာရုံမြို့နယ်မြို့မရဲစခန်းကိုလက်ပြပုံနှလုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သိမ်းဆုံးမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ16ရက်နေ့ည9:58မိနစ်ခန့်မှာကမာရုံမြို့နယ်မြို့မရဲစခန်းကိုတော်လိုင်းရဲဘော်များကလက်ပြပုံနှလုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော့လဲရေးပြင်းအခြေအနေအသိစိတ်ကိုတော့အတီးပြုတ်နိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။ကမာရုံရဲစခန်းရဲခွဲကင်းကိုလက်ပြပုံနှလုံးနဲ့ပြစ်သွင်းပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေထိခိုက်မှုရှိပါတယ်လို့ Operation Flame OF ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို Operation Flame OF အဖွဲ့နဲ့အတူရန်ကုန် UG People Army YUPA အဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရဲဘော်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့နေပြည်တော်အေလတ်လေတဲ့စခန်းကိုတော်လိုင်းတပ်များစုပေါင်းပြီးတော့တရခုံမမရှော့တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဧပြီလ16ရက်နေ့ည10:05မိနစ်အချိန်မှာစစ်ကောင်စီရဲ့နေပြည်တော်အီလာလေးဓာတ်စခန်းကိုတရခုံမမရှော့တိုက်ဒုံးများနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Black Leopard ကြက်တင်တဲ့အဖွဲကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့နေပြီးတော့အီလာလီတဲ့စခန်းအတွင်းကိုတရခုံမမရှော့တိုက်ထုံးသုံးလုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်လို့သိရပါတယ်စစ်စင်ရေးမှာနည်းနည်းလုံးချုပ်ရေးတင်းကြပ်မှုရာသီဥတုအချိန်နှေးဆိုးဝါးစေမှုအခက်အခဲများကြောင့်နေပြီးတော့လီတဲ့စခန်းကိုရှော့တိုက်ထုံးသုံးလုံးသာအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးတော့ပြစ်မှတ်များကိုထိမှန်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်ဟုတ်ပါတယ်မနေ့ကညကအီလာလီတဲ့ဘက်မှာပောက်ကွဲတံတွေကိုကြားခဲ့ရပါတယ်စုစုပေါင်း၅ချက်လောက်ကြားရတယ် ပေါက်ကွဲတံဘာတွေပေါက်ကွဲလဲမသိပေမဲ့အတန်းကတော့တော်တော်များများကြားလိုက်ရတယ်လို့နေပြီးတော့အီလာလေးနဲ့အနီးကကြေးပါတစ်ခုကဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်၎င်းစစ်စင်ရေးတိုက်ခိုက်ရခြင်းမှာငလျင်ဘေးကြောင့်သခိုင်းမန္တလေးနဲ့ဘကိုးတိုင်းဒေသများမှာပြည်သူများဒုက္ခတွေပင်လယ်ဝင်နေတဲ့အချိန် စစ်တပ်ကပြည်သူများကိုလေကြောင်းကနေအဆက်မပြတ်ဘုံကျဲတပ်ဖြတ်နေခြင်းကြောင့်ဖြစ်တယ်လို့သိရပါတယ်။မက်ရှလာ28ရက်နေ့ကငလျင်လောက်ခတ်ပြီးတဲ့အချိန်ကစတင်ပြီးတော့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေရာချီပြီးတော့ရှိခဲ့တယ်လို့သိရပါတယ်။ပြည်သူတွေရဲ့တိုက်စုံးမှုတွေဟာလည်းရာချီရှိနေပြီးဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ငလျင်တန်ကြောင့်ထိခိုက်မှုတချို့ရှိနေတဲ့နေပြီးတော့အေလာလေးတပ်စခန်းကိုအပြက်စီးများကြားတဲ့ကနေပြည်သူတွေကိုတပ်ဖြတ်ရန်ဆက်လက်ပြီးတော့အသုံးပြုနေတဲ့အတွက်လေတပ်နှိမ်နှင်းရေး BWM ရဲ့ Mission 33အဖြစ်နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းငလျင်ကြောင့်ပြိုကျပျက်စီးနေတဲ့နေပြည်တော်ကိုမင်းအောင်လိုင်ကအကွက်ချပြီးတော့မြို့တစ်ပြန်လဲတိဆောက်မယ်လို့စစ်ကောင်စီရဲ့အစည်းအဝေးမှာထုတ်ဖော်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကနေပြည်တော်ရဲ့မြို့အကွက်ချမှုပုံစံကိုပြန်လဲတွက်ချပြီးတော့ရေးဆွဲသွားရန်စီစဉ်နေတယ်လို့သိရပါဗျ။ငလျင်မကြာခဏလောက်ခတ်လျက်ရှိတဲ့နိုင်ငံများက အဆောက်အအုံများတင်းဆောက်ထားရှိမှုများကိုနမူနာယူပြီးတော့တင်းဆောက်မှုများဆက်လက်ပြီးတော့ဆောင်ရွက်သွားရန်လိုအပ်တယ်လို့အစည်းအဝေးမှာပြောဆိုလိုက်ပါတယ်မက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးကြောင့်အစိုးရဌာနများနဲ့ပတ်သက်ပြီးတော့နေပြည်တော်ကောင်စီနေမြေမှာရှိတဲ့ထိခိုက်မှုဖြစ်ပေါ်ခဲ့တဲ့အဆောက်အအုံများတွေကဖို့မြေပေါ်မှာတင်းဆောက်ထားတဲ့အဆောက်အအုံများဟာပုံမထိခိုက်ပျက်စီးတာကိုတွေ့ခဲ့ရတယ်လို့ပြောဆိုထားပါတယ်ဒါကြောင့်ရုံးအဆောက်အအုံများပြန်လည်တင်းဆောက်ရမှာမြေစမ်းသပ်မှုများကိုဆောင်ရွက်ပြီးမှသာအစ်စ်ပြန်လည်တင်းဆောက်ခြင်းနဲ့ပြုပြင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်သွားရမှာဖြစ်တယ်လို့ပြောပါ ါတယ်တွက်ချက်လို့ရတယ်ငလင်ကြောပေါ်မှာတည်ရှိနေတယ်အဆောက်အုံများကိုပြောင်းရွှေ့နေရာချထားရဲ့အတွက်ဆောက်ရွက်သွားရန်လိုအပ်တယ်လို့မင်းအောင်လိုင်ကပြောဆိုလိုက်ပါတယ်နေပြည်တော်ဝန်ထမ်းအင်အားများကိုလည်းပြန်လည်တိဆောက်ရမှာငလင်ပြင်းအားရစ်စတာစကေရှစ်အထိခံနိုင်တဲ့အဆောက်အုံများဖြစ်အောင်ဆောက်ရွက်သွားရမယ်လို့မင်းအောင်လိုင်ကဆောက်ယူနာကရှောက်ပြီးတော့ပြောဆိုလိုက်ပါတယ်လက်တလော6လအတွင်းမှာပြန်လည်တိဆောက်မယ်ဝင်ကြီးဌာနရုံးတချို့ကိုရန်ကုန်မြို့ကိုယာယီပြောင်းရွှေ့နေပြီးတော့ပြောင်းရွှေ့တဲ့ရုံးတွေထဲမှာနိုင်ငံခြားရေးရုံး လူဝင်မှုကြီးကြပ်ရေးရုံးအလုံသမိုင်းရုံးအပါဝင်ရုံးတချို့လည်းပါဝင်နေတယ်လို့နန်စီတရံဝန်ထမ်းများထံကသိရပါတယ်အာနာရှင်ဟောင်းတန်းရွှေကနေပြည်တော်ကို2005ခုနှစ်နိုဝင်ဘာလ6ရက်နေ့မှာပြောင်းရွှေ့ခဲ့ပြီးတော့2006ခုနှစ်မတ်လ28ရက်နေ့မှာနေပြည်တော်ဆိုတဲ့အမည်နဲ့တရားဝင်မြို့တော်အသစ်ဖြစ်နေခြင်းညာတတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းတဲ့သခိုင်းငလျင်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့မြေပြင်မျက်နှာပြင်အကြောင်းများကမိုင်ပေါင်း342မိုင်950ကီလိုမီတာအထိရှိခဲ့တယ်လို့အမေရိကန်အာကာသနဲ့လေကြောင်းဦးစီးဌာန NASA ကထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလျင်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့မြေမျက်နှာပြင်အကြောင်းတွေဟာမန္တလေးမြို့မြောက်ဘက်ကနေနေပြည်တော်တောင်ဘက်အထိရှိနေခဲ့ပြီးတော့ဒါဟာမှတ်တမ်းတင်နိုင်သမျှထဲမှာအရှေ့လျဆုံးအကြောင်းတစ်ခုဖြစ်တယ်လို့ဆိုပါရယ်။ကယ်လီဖိုးနီးယားတောင်ပိုင်းမှာရှိတဲ့ NASA ရဲ့ Jet Propulsion Laboratory သူတေတီရဲ့ radar နဲ့ optical ဂျိုးတို့အချက်လက်တွေကိုအသုံးပြုပြီးတော့မြေပြင်ရွေးရှားမှုကိုလေ့လာခဲ့ရတာကနေအခုလိုမျိုးတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ဆိုပါရယ်။သကိုင်းငလင်ဟာသကိုင်းပြည့်ရွေရဲ့အနက်30ကီလိုမီတာ6မိုင်မှာစတင်လှုပ်ခတ်ခဲ့ပြီးတော့ငလင်ဘ ਹੁ ချက်အနီးကအဆောက်အဦတွေပြင်းထန်စွာထိခိုက်ခဲ့ကမိုင်600ကျော်အကွာကဘန်ကောက်မြို့အထိပါရိုက်ခတ်မှုတွေရှိတယ်လို့ NASA ကပြောဆိုထားပါရယ်။ ်မတ်လ28ရက်နေ့ကလောက်ခတ်ခဲ့တယ်အင်အားပြင်းတဲ့သခိုင်းငံလေးအကြောင်းနေပြည်တော်မန္တလေးနဲ့သခိုင်းမြို့တွေမှာအထိကအပြည့်အစုံအစမတန်းများပြားခဲ့ရပြီးတော့လူပေါင်း၄000နီးပါးတိုက်ဆုံခဲ့ရတယ်လို့သိရပါဗျ လက်တလုံးအချိန်ထိကိုသကိုင်းငလင်ရဲ့အချိန်ကြောင့်ငလင်ငယ်လေးတွေဇက်တိုက်လောက်ခတ်နေပြီးအချိန်ပေါင်း148ချိန်လောက်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွန်ကြောင်းမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ဘူမိဗေဒပညာရှင်တွေကလည်းသကိုင်းပြည့်၍နဲ့မက်လ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့ငလင်ပြည့်၍ဂျောတွေကိုလေလာမှုတွေဇက်တိုက်လောက်ဆောင်နေပြီးတော့လေလာတွေ့ရှိရတဲ့ငလင်ပြည့်၍ဂျောင်းတွေကိုလည်းလူမှုကွန်ရက်ကနေမျှဝေထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့မန္တလေးတိုင်းဒပိချင်းမြို့နယ်မှာရှိတဲ့ခြေရွာနှိုင်းရွာကိုအကြမ်းဆက်တက်ကတရက်ထဲမှာနှစ်ချိန်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူစုစုပေါင်း73ဦးတိတ်ဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဧပြီလ17ရက်နေ့မနက်09:00မိနစ်ခန့်မှာတပိတ်ချင်းမြို့နယ်လက်ကျရွာကိုမိထီလာရှမ်းတဲ့လေတပ်ကနေတက်လာတဲ့အချမ်းမတ်စစ်တပ်ရဲ့ Jet Fighter တစ်စီးကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အချမ်းမတ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူ73ဦးတိတ်ဆုံးက3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်အဆောက်အဦများလည်းပျက်စီးခဲ့တယ်လို့သိရပါဗျ။မိထီလာရှမ်းတဲ့ကနေတက်လာတဲ့ Jet Fighter နဲ့လက်ကျချေရွာကိုဘုံကျဲတိုက်ခိုက်သွားတာပါ။ပြည်သူ73ဦးတိတ်ဆုံးတယ်လို့သိရတယ်။ဒဏ်ရာရတဲ့သူ3ဦးရှိ ိတယ်လို့ပြည်ဝင်ခေပကဖကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။အလားတူပဲသပိတ်ချင်းမြို့နယ်ရေထွက်ရွာကိုလည်းအချက်မဲ့ဆက်တက်ကဧပြီလ17ရက်နေ့ညနေ4:36မိနစ်ခန့်မှာလေရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အချက်မဲ့ဆက်တက်ရဲ့လေချောင်းတက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲမိဒိုင်များပျက်စီးသွားတယ်လို့သိရပါတယ်။အချက်မဲ့ဆက်တက်ကဘုံကျဲချတဲ့နေရာများမှာစီးရေးပြတ်မှတ်မဟုတ်ပဲပြည်သူများနေထိုင်တဲ့နေရာများကိုရည်ရွယ်ချက်ရှိရှိနဲ့ ဘုံကျဲတက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ဒေသခံပြည်သူများနဲ့တော်လိုင်းရေးအဖွဲ့များကထုတ်ဖော်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်း6မြို့နယ်မှာဒကြံကာလာအတွင်းလူငယ်အယောက်90ကျော်ကိုအကြမ်းဖက်ဆက်တက်ကပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးတော့ခလာရ73တိုင်ရင်ထဲမှာဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေဘီလာ73ရက်နေ့ကနေ18ရက်နေ့အထိ6မြို့အဝင်မွန်ကြီးစားတောက်ဆိုင်အနီးမှာအကြမ်းဖက်ဆက်တက်ကစိုင်ကယ်နဲ့ဒကြံလဲပြီးတော့ပြန်လာတဲ့လူငယ်အယောက်90ကျော်ကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးပြီးတဲ့နောက်အဲ့ဒီလူငယ်များကိုအကြမ်းဖက်ဆက်ကောင်စီတပ်သားများက ခလိုက်ရ73တိုင်ရင်ထဲမှာဖမ်းဆီးထားတယ်လို့သိရပါတယ်။ဒါ့အပြင်မိသားစုဝင်များနဲ့လည်းလက်ရှိအချိန်ထိစက်အသွဲလုတ်ခွဲမပေးဘူးလို့သိရပါတယ်။ချောင်းမြုံမှာတကြံကာလာအတွင်းလူငယ်အယောက်90ကျော်ပေါ်တာဆွဲခံလိုက်ရပါတယ်။ချောင်းမြုံကိုဝင်တဲ့မွန်ကြီးစားတောက်ဆိုင်နားမှာအကုန်လုံးဖမ်းဆီးခံရတာလမ်းကိုစိုက်ကယ်တွေနဲ့အကုန်ပိတ်လိုက်ပြီးတော့ဖမ်းတာသူတို့ဖမ်းပြီးတော့ခလိုက်ရ73တိုင်ရင်ထဲကိုခေါ်သွားတယ်လို့သိရပါတယ်။ ်အခုချိန်ထိလည်းမိသားစုတွေနဲ့အဆက်အသွယ်မရသေးဘူးလို့သိရတယ်လို့ဒေသခံပြည်သူတို့ကသတင်းပေးပို့ပြောကြားထားပါတယ်ဒါအပြင်မခွေတိုင်းကောင်းမင်းကြီးမြို့မှာလည်းအကြမ်းဆက်တက်ကလူငယ်၄ဦးကိုနေအိမ်ထဲထိဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူများကတိုင်ကြားထားပါတယ်အေပီလ18ရက်နေ့ည9နာရီကမှတောင်တွင်းကြီးမြို့ရွှေအိုးတရက်ကွက်မှာရဲ6ဦးကအသက်22နှစ်အရွယ်မောင်စိန်ကိုအသက်25နှစ်အရွယ်မောင်ကိုဖုံးခေါ်မောင်ထေးလိုက်အပါဝဲလူငယ်၄ဦးကို နေအိမ်ထဲထိဝင်းရောက်ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။ရဲ6ယောက်ကညချိန်လာဖမ်းတာရက်ွက်ထဲကလူငယ်၄ဦးကိုနေအိမ်ထဲထိဝင်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားပါတယ်။ရက်ွက်ဥက္ကဋ္ဌဆန်ချင်းကလည်းလူလဲမပေးငွေလဲမပေးဆိုတော့ရဲခွေတွေကဝယ်ဆွဲတာလို့သိရတယ်ဆွဲခံရတဲ့လူငယ်လေးဦးထဲမှာကတယောက်ကမိန်းမကကိုဝင်ဆောင်လာတယ်လို့သိရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အလားတူပဲဘကိုးတိုင်းတယောက်ရီမျိုးနယ်မှာအကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးများကလူငယ်များကိုနေအိမ်ထဲထိဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများကတရင်ပေးဖို့တိုင်ကြားထားပါတယ်။အေပီလ3ရက်နေ့ည10:00နာရီခွဲအချိန်ကမှတာယာဝတီမြို့နယ်ရွာကြီးကုန်းရက်ကွက်အုပ်ချုပ်ရေးမှူးငိမ့်လွယ်ရာအိမ်မှုအငယ်လေးခေါ်တန်းကျော်လင်းနဲ့ပြူစောတီလင်းလင်းမောင်တို့ဦးဆောင်ပြီးတော့ကိုအောင်ခိုင်ဖြိုးကိုနေအိမ်ထဲထိဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။အေပီလ1ရက်နေ့ည10:00နာရီကမှတာယာဝတီမြို့နယ်ဘေးရင်ကုန်းရက်ကွက်အုပ်ချုပ်ရေးမှူးပင်မောင်တန်းဦးဆောင်ပြီးတော့ကန်တာယာလမ်းမာနေထိုင်တဲ့မိခင်ဖြစ်သူနဲ့ရှစ်တန်းတက်နေတဲ့ညီမဖြစ်သူတို့ကိုလောက်ကင်ကျွေးမွေးနေတယ် ကိုရန်ရှင်းကျော်ကိုနေအိမ်မော်အထိအတင်းအကျပ်ဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစီရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ